Hello ဒီနေ့ကတော့ unboxing လုပ်ပြပါမယ်။ဒါလေးကို unboxing လုပ်ပြမှာလဲဆိုတော့ပကြီးပစ္စည်းလေးမှာသားလေးရောက်လာလို့ပေါ့နော်။အရင်ကလည်းပကြီးပစ္စည်းရောက်လာရင် unboxing လုပ်ပေးဖူးရယ်။ဒါပေမဲ့တချို့ကတော့ byte over လေးထည့်ပြီးဆိုရောလာတောင်းဆိုကြလို့ပေါ့နော်။အတန်လေးနဲ့ unboxing လုပ်ပြပေးရဖြစ်ပါတယ်။ဒါလေးကစုပ်တန်လေးတွေဒါလေးကကြတော့အယောက်90ပါတယ် solid water color ပေါ့နော်။ အရင်ဆုံး brush လေးလေးကိုအရင်ဖောက်ကြည့်ကြမယ်နော်ဒီကောင်လေးကရေစေးရတဲ့ခါမှာရေစက်တွေကိုလွယ်ကူချလို့ရတယ်။ဟိုကဒီတိုင်းမှန်းစပြီးချလို့စီလွန်သွားတော့ဘာလို့ဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ဒီကောင်လေးနဲ့ရေကိုဆုပ်ယူပြီးရောပေါ့နော်။အဲ့ဒီရေစေးရမယ့်နေရာမှာစနစ်ကြလေး၁၀ဆက်ဆို၁၀၊၂ဆက်ဆို၂ဆက်စနစ်ကြတဲ့ချလို့ရပါတယ်။ ဒီ brush လေးကိုကြတော့ဒီဒီမျိုးမှားထားတာပေါ့နော်သူကအဲနံပါတ်က000လေးလုံးထင်တယ်00လေးလုံးသူ့ရဲ့ထိတ်လေးကပပမြင့်မြင့်လေးပဲနော်အဲပိုင်းမွေ့နေဖော်တာတို့ပြီးလို့ရှိရင်အဆက်လေးချတာတို့လိုမျိုးဒီဒီတွေမှာရေရက်ခါကြရင်တော်တော်လေးအသုံးဝင်နေစုတ်တန်လေးဖြစ်ပါတယ် ပြီးတော့ဒီဆယ်ချောင်းပါတဲ့စုပ်တလေးရတယ်တော်တော်လေးစုံတယ်ကိုရေစေးအခုမှစရေးမပြီးခင်တာလေဆိုရင်ဒီတကက်စီလို့ရှိရင်ပေါ့နော်ရေစေးရေလို့ရပြီစုံတယ် round ဆိုတဲ့အလုံးတွေစုပ်တဲ့အလုံးပြပါတယ်စုပ်တဲ့အပြားတွေလည်းပါတယ်တွေ့ရဲ့မွေးကလည်းနူးညံ့တယ်ဒီနံပါတ်စုံနေပေါ့နော်ပြီးလို့ရှိရင်ဒီတဲ့ရေးဖို့သွားနံပါတ်ငယ်တွေလည်းပါတယ်ပြီးလို့ရှိရင် fan ဆိုရဲဒီလိုမျိုး ဲ့လိုတကယ်စီစီမျိုးဖြစ်နေတဲ့ဟာလည်းပါတာပေါ့နော်အဲ့ဒါဆိုရင်ထင်းရှူးပင်ရင်တို့ရေလို့ရှိရင်တော်တော်အသုံးဝင်နေရေတခုလို့ရေလို့ရှိရင်လည်းတော်တော်လေးအသုံးဝင်နေသူ့ရဲ့အမွှေးလေးကနူးညံ့နေဒီစီရေလို့ကောင်းနေနောက်ဆုံးအနေနဲ့အယောင်90ပါတယ် solid water color ကိုအမဆွေလို့ပြရမယ်ဒါဆိုရင်လေအယောင်90ပါတယ်ပြရတဲ့ဇီနဲ့တန်တယ်ပေါ့နော်9000ကျော်ပြရတယ်9000ခွဲလားမတူဘူးပြရတယ် ဈေးကတန်ပါတယ်သူရဲ့ရေဈေးစိတ်သားလည်းကောင်းတယ် packaging ကိုဆိုရင်လေအထဲမှာဆိုစနစ်တကျပါတော့အစင်လိုက်စင်လိုက်လောက်ထားပေးရဲ့ဒီမျိုးအရင်ဆုံးအမျိုးဖော်အဲ့လီနဲ့ပေါ့နော်ပြီးတော့လို့ရှိရင်အထဲမှာတန်ဘူးလေးနဲ့ပြီးရင်ဖွင့်ရတဲ့အဲ့ဒီဟိုတာလေးရပေါ့နော်ပတ်တန်စားပါဆိုလားအဲ့ဒါလေးရတဲ့တော်တော်လေးမိုက်တယ်ပြီးအနောက်မှာလည်းအဲ့လိုမျိုး တန်လေးတွေနေမို့နော်ဘူးလေးကိုတီချာလေးလောက်ထားပေးရဲ့အထဲမှာဆိုလို့ရှိရင်အမရေစီ brush တွေတချောင်းပါတယ်ပေါ့နော်ပြီးစေးသားတွေဆိုရင်တီတောက်ရောမမိုက်ညောပဲဒါလည်းအလက်လက်စေးသားလေးတွေလည်းပါတယ်ပေါ့နော်အလက်လက်စေးရောင်လေးတွေပါတယ်ပြီးဒီမှာဆိုရင်စုတ်တန်အမဲလေးတချောင်းရေစီစုတ်တန်လေးပေါ့နော်အဲ့ဒါလေးအပေါ်ပေးထားရယ် brush တာကလည်းနူးညံ့နေ ပြီးတော့အဲ့လေဒီကောင်လေးပါတာလေးကသော်လေးမိုက်တယ်လာဒီရေထည့်ပြီးတုံးရတဲ့ brush လေးလေးပေါ့နော်သူရဲ့အနောက်မှာဖွင့်ပြီးတော့ပေါ့ရေလေးကိုထည့်ပြီးတော့မလိုတလောက်လေးညှိညှိပြီးတုံးရုံပဲပြီးရင်ဖော့လေးတစ်ခုပါရယ်ပေါ့နော်အယောင်လေးလို့ဆိုရင်ကြည်ပြီးတော့မှမိုက်တယ်အဲဆွဲရတယ်တော်တော်လေးခံတယ်ပေါ့နော်ကိုအပြင်ထွက်ပြီးဆွဲလို့ရှိရင်ပြင်ထွက်ရင်ဒီဖာလေးတစ်ခုနဲ့အဲ့မှာအဲ့၃ခုဆွဲဟိုဟာဆေးဆက်ခွက်လေး၃ခုလေးပါသေးရယ်ကို ပြင်ထွက်ပြီးဆွဲမယ်ပေါ့နော်အောက်တော့ထွက်ပြီးတော့ပကြီးကားရဲဆွဲမယ်ဆိုရင်ဒီဥစ္စာလေးတစ်ခုရယ်စာအုပ်မီနီမီနီဟန်ပုတ်လေးတစ်ခုရယ်ဆိုရင်ရပြီအပြင်ထွက်ပြီးတော့စုခင်လေးဆွဲလို့ရပြီအဲဒီနေ့ရောဒီလောက်ပါပဲနောက်ထပ်ပကြီးပစ္စည်းဝယ်ပြီးလို့ရှိရင်လည်းအပေါက်ဆိုရင်ထပ်ပြီးတော့လုပ်ပြပါအောင်မယ်နော်